်ငြိမ်သက်ခြင်းဂျေဇူးဖြစ်ပါတယ်။ဘာလဲလဲငြိမ်သက်ခြင်းဂျေဇူးဖြစ်ပါတယ်။ငြိမ်သက်ခြင်းဂျေဇူးတော်မှဟိုဘာလဲပုံမှန်ငြိမ်သက်ခြင်းမျိုးမဟုတ်ပါဘူး။အဘယ်သူမျှကြံ၍မမီနိုင်တဲ့ဖယားသခင်ရဲ့ငြိမ်သက်ခြင်းမျိုးကျွန်တော်တို့ရစေမှာဖြစ်တယ်ဟာလေလုယာကျမ်းချက်တစ်ချက်ဖတ်ပြမယ်နော်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄ငယ်၆ကနေခွန် ဒီကျန်းချက်ကိုကျွန်တော်ခဏခဏဖတ်တယ်နော်အများကြီးလည်းရှင်းပြပြီးပြီဒီကနေ့တော့မတူတဲ့ရှုတောင်းကနေတခါရှင်းပြမယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄ငယ်၆ကနေခွန်းအဘဲသူအဘဲအမှုကိုများစိုးရိမ်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွရှုတောင်းပတ္တနာပြုတော်အားဖြင့်တင်းတို့တောင်းကံလိုတော်အရာများတို့ကိုဖရာသခင်အားကြားလျှောက်ကြလောထို့တို့ပြုလင်အဘဲသူများကြံ၍မမီနိုင်တော့ဖရာသခင်ငြိမ်သက်ခြင်းဒီယေရှုခရစ်အားဖြင့်တင်းတို့စိတ်နှလုံးတို့ကို စောင့်မလိုက်မီဟာလေလုယာအဘေသူများစိုးရိမ်ခြင်းမရှိပါနဲ့တဲ့ကျင်းစာထဲမှာစိုးရိမ်ခြင်းမရှိနဲ့လို့ပြောတာပါကြောင့်လည်းဒီလားကျွန်တော်တို့လူတိုင်းစိုးရိမ်တတ်လို့ပေါ့ ဟိုဟာလဲစိုးရင်တယ်ဒီဟာလဲစိုးရင်တယ်သားသမီးကိုစိုးရင်တယ်စီးပွားရေးအတွက်စိုးရင်တယ်အာစစ်မဲ့ဘေးဒဏ်ဖြစ်မှာအန်ဒီရကြရောက်မှာလုံခြုံရေးအတွက်စိုးရင်တယ်ကျန်းမာရေးအတွက်စိုးရင်တယ်ယောဂါမိမှာစိုးရင်တယ်စသဖြင့်စီးပွားရေးမကောင်းမှာစိုးရင်တယ်စသဖြင့်လူတိုင်းမှာမတူညီတဲ့စိုးရင်မှုရှိတယ်စိုးရင်မှုကအပြစ်မဟုတ်ပေမဲ့စိုးရင်မှုကကျွန်တော်တို့အတွက်မကောင်းပါဘူးဒါကြောင့်တမန်ကျမ်းစာထဲမှာပြောထားတယ်လေမစိုးရင်နဲ့ စိုးရင်ချင်းဟာတင်းတို့အတွက်အကျိုးမရှိဘူးဘဲသူဘဲတယောက်ကစိုးရင်အကြာကြီးစိုးရင်ပြီးမှအသက်ကိုတထွာလောက်ဘာဖြစ်လဲရှည်နိုင်တဲ့သူရှိသလားတဲ့အဲ့ဒါကျန်းစာကမေးထားတာနော်တေချာစဉ်းစားကြည့်တင်းတအားစိုးရင်နေတယ်ဆိုရင်အဲ့လိုစိုးရင်လိုက်လို့တင်းပါအကျိုးရှိလေအဲ့လိုစိုးရင်လိုက်လို့ကျန်းစာကပြောသလိုအသက်တထွာလောက်ရှည်လာသလား မရှိလာယုံမကပို့ပြီးတော့မှတူသွားအောင်မယ်ဟုတ်တယ်နော်။ဘာကြောင့်လဲဆိုတော့စိုးရင်တဲ့ခါမှာကျမ်းမာရေးမကောင်းဘူးအိတ်လို့မပြောဘူးကြာလာလေးလေးကျမ်းမာရေးချို့ယွင်းလေးလေးအသက်တောင်တူသွားနိုင်တယ်။ဒါကြောင့်ကျမ်းစာတွေကပြောတာပေါ့စိုးရင်ချင်းမရှိပါနဲ့တဲ့။ဒါပေမဲ့ကျွန်တော်တို့ကမေကွန်းထုတ်လာပြီလေ။စိုးရင်ချင်းမရှိနဲ့ဆိုတော့မစိုးရင်ဘဲနဲ့မနေနိုင်ဘူးလေ။ကျွန်တော်ကိစ္စကျွန်တော်ကျမကိစ္စအိုးအိုးကိစ္စတော်တော်ကိစ္စအများကြီးကျွန်တော်ကျမတို့ကိစ္စစိုးရင်စရာတွေပဲလေအဲ့ဒါဘယ်လိုလုပ်မလဲ မပူပါနဲ့တမချန်းစံထဲမှာဆက်ပြီးမှဖတ်ကြည့်ပါဘလို့ပြောလဲဆိုတော့မစိုးရိမ်နဲ့တဲ့အဲ့ဒီစိုးရိမ်တဲ့အရာကိုဘလို့ဘလို့ဖြည့်ရှင်းမလဲဆိုတော့ဂျေဇူးတော်ကိုချီးမွမ်းပါတဲ့ဟာလေလုယာတေတေချာကြည့်နော်တေချာကြည့်နော်ဆုတောင်းပတနာပြုခြင်းနဲ့ဂျေဇူးတော်ချီးမွမ်းခြင်းကိုအဓိကဖော်ပြထားတယ်ဒီကနေ့အဓိကပြောချင်တဲ့ရှုတောင်းကဂျေဇူးတော်ချီးမွမ်းခြင်းကိုပြောချင်တာ ဂျေဇုတော်ချီးမွမ်းခြင်းဟာတဲ့ဖယားသခင်စီကနေပေးတဲ့အဲ့ဒီစိုးရိမ်မှုကိုတိုက်ဖြတ်နိုင်တဲ့ငြိမ်သက်ခြင်းမျိုးရနိုင်တယ်တဲ့ထပ်ပြောမယ်နော်ထပ်ပြောမယ်နော်ဖယားသခင်ကိုဂျေဇုတော်ချီးမွမ်းခြင်းကကျွန်တော်တို့စိုးရိမ်စိတ်ကိုတိုက်ဖြတ်နိုင်တဲ့ငြိမ်သက်ခြင်းမျိုးရစေနိုင်တယ်တဲ့အဲ့ဒါသက်ဆင့်ကောင်းကြီးပဲဟုတ်တယ်နော်သက်ဆင့်ဂျေဇုတော်ပဲ ငကိုရီကကျွန်တော်တို့မှာခြေဆုတော်ရှိတဲ့အများကြီးကျွန်တော်တို့ခြေဆုတော်ချီးမွမ်းတဲ့အခါမှာဖက်ဆင့်ခြေဆုတော်အနေနဲ့စိုးရိမ်ခြင်းမရှိတော့ဘဲနဲ့ငြိမ်သက်ခြင်းကိုဖရားသခင်ပေးတယ်။ဒီမှာပို့ပြီးတော့မှကျွန်တော်တို့တတိထားရမှာကအဘေတူမြကြံ၍မမီနိုင်တဲ့ဖရားသခင်ငြိမ်သက်ခြင်းနဲ့ငြိမ်သက်ခြင်းဆိုတာလည်းအမျိုးမျိုးရှိတယ်ပြောလို့ရတယ်နော်။လူတွေမှာလည်းငြိမ်သက်ခြင်းရှိကောင်းရှိမယ်ဒါပေမဲ့ဖယားသခင်စီကလာတဲ့ငြိမ်သက်ခြင်းကလူတွေခံစားတဲ့ငြိမ်သက်ခြင်းနဲ့မတူဘူး ဖယားသခင်စီကလာတဲ့ငိန်သက်ချင်းကအာပျော်နေတယ်အလိုလိုနေနဲ့ပြုံးနေမိတတ်တယ်သူများတော်မှာကျွန်တော်တို့ကြည်နေဟာဒီလူခဏခဏပြုံးနေတာဘာဖြစ်လဲတကယ်တမ်းတော့စိတ်ထဲမှာချိုးမြိန်လွန်းလို့ပြုံးမိပြုံးနေမိတတ်တယ်ဟုတ်တယ်နော်စိတ်ထဲမှာချိုးမြိန်လွန်းလို့ပြုံးနေမိတတ်တယ်အိပ်ပျော်စားဝင်နေကောင်းဟာလေလုယာအဲ့ဒါကဖယားသခင်ရဲ့ငိန်သက်ချင်းပဲအထူးတဖြင့်ဖယားသခင်ရဲ့ငိန်သက်ချင်းကဟိုပါလေအစင်ပြေတဲ့ငိန်သက်ချင်းမျိုးမဟုတ်ဘူး အခက်ခဲကြားမှာအဲ့လိုမျိုးငြိမ်သက်ခြင်းခံစားရတာပိုပြီးတိတာလာပါတယ် ထပ်တစ်ခါပြောမယ်နော် အခက်ခဲကြားမှာအဲ့ဒီဖယားသခင်ပေးတဲ့ငင်ငင်တက်ခြင်းကတအားတိတာတယ်အမှန်ကကျွန်တော်တို့အာပြဿနာတွေအခက်ခဲတွေကြုံတွေ့နေရမယ်ဆိုရင်ငင်တက်ခြင်းရနိုင်မှာမဟုတ်အိတ်လည်းပျော်မှာမဟုတ်စိုးရိမ်နေလေဒါပေမဲ့ကြီးစုတော့ချင်းမွန်းတဲ့သူတယောက်ဟာတဲ့သူ့ရဲ့အသက်တာမှာတဲ့အဲ့ဒီအံ့ဩပွဲဘယ်သူမှကြံ၍မမီနိုင်တဲ့အံ့ဩပွဲဖယားသခင်ရဲ့ငင်တက်ခြင်းသူ့ထဲမှာရှိတယ်တဲ့အေးစေးပဲ okay အေးစေးပဲပြဿနာမုံတိုင်းတိုက်ရင်တော့မှတခြင်းတပုတ်ရှိတယ်လေ မုံတိုင်းအထက်မှာအေးအေးဆေးဆေးအေးအေးဆေးဆေးဝဲနေတယ်ပျော်နေတယ်ဟာလေလုယာအဲ့ဒါပဲအဲ့ဒါပဲမတူညီတာအဲ့ဒါပဲသက်ဆင့်ဂျေဇုတော်အဲ့ဒါပဲကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဖယားသခင်ကပေးတဲ့သက်ဆင့်ဂျေဇုတော်ကအဘေသူမြကြံ၍မမီနိုင်တော့ဖယားသခင်စီကလာတဲ့ငြိမ်သက်ခြင်းဖြစ်တယ် ဲ့ဒီငိန်တက်ချင်းကလည်းခဏလေးငိန်တက်လိုက်တာနဲ့ပျောက်မှာစိုးရင်ဆရာမလို့ဘူး။ဘာကြောင့်လဲ။ကျမ်းစာထဲမှာဘလို့ပြောလို့ဆိုယေရှုခရစ်အားဖြင့်တင်တို့ရဲ့စိတ်နှလုံးကိုစောင်းမလိုက်မိတဲ့။ကျွန်တော်တို့စိတ်နှလုံးကိုကျွန်တော်တို့မနိုင်ဘူးလေနော်။တခါတလေတရားဟောဆရာတွေတရားဟောတယ်မစိုးရင်နဲ့မစိုးရင်နဲ့တချို့ဘလို့လာပြောလို့ဆိုဆရာကြီးကျွန်မမစိုးရင်ချင်းဘူး။ဒါပေမဲ့ခဏခဏတော့တွေးမိတယ်ကျွန်မစိတ်ကိုကျွန်မမနိုင်ဘူး။ချက်တော်ညီကိုမောင်တော်မတို့တခင်ယေရှုခရစ်တော်ကဒီမှာဂတိတော်တစ်ခုပေးထားတယ်။ကျွန်တော်တို့စိတ်ကိုကျွန်တော်တို့မနိုင်ရင်တဲ့ သခင်ယေရှုခရစ်တော်လာပြီးတော့မှစောင့်မပေးမယ်တဲ့ထိမ့်သိမ့်ပေးမယ်တဲ့ဒီလောက်ကောင်းတဲ့ယေရှုတော်ယေရှုတော်ချီးမွမ်းတဲ့သူတွေအတွက်တံပြန်တက်ရောက်တဲ့ထက်ထက်လောင်းယေရှုတော်ဖြစ်တယ်ဟာလေလုယာလူတယောက်ရဲ့စိတ်ကအင်မတန်ယေကြီးတယ်လေဟုတ်တယ်နော်တုတ်တန်ကျမ်းမှာလည်းပြောတယ်လေစိတ်နှလုံးကိုတကယ်စောင့်မပါတဲ့စိတ်နှလုံးကနေပဲထွက်လာတာတဲ့ဘာမလို့ စိတ်နှလုံး okay ကျန်တာအကုန် okay တယ်တဲ့စိတ်နှလုံးမ okay ရင်တဲ့လောကကြီးဘလောက်ပဲตายာနေตายာနေစိတ်နှလုံးမ okay ဘူးဆိုရင်ဘလို့မှမตายာနိုင်ဘူးတဲ့မိမိကိုကိုကဟုတ်တယ်နော်တကယ်မှန်းတာဒီဒီစကားကဒါကြောင့်တမာချင်းစာထဲမှာပြောတယ်လေကျွန်တော်စိတ်နှလုံးကိုစောင့်မပါစောင့်ရှောက်ပါဆိုမှကိုယ်စိတ်နှလုံးကိုစောင့်ရှောက်ပါဆိုမှအကျဉ်းချင်းတုံတင်ထားတာဒါပေမဲ့လူကပြေတနာကကိုကိုကိုမစောင့်ရှောက်နိုင်ဘူးစိတ်နှလုံးကိုမထိန်းနိုင်ဘူးဒါပေမဲ့စိတ်ချပါ ကျေးဇူးတော်ချီးမွမ်းကြည့်ပါโอเคထပ်ပြောမယ်နော်ကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်ကြည့်ပါဘုရားသခင်ကဒီငိန်တက်ခြင်းကိုပေးပြီးတော့မှသခင်ယေရှုခရစ်ကသင်ရဲ့စိတ်နှလုံးကိုစောင့်ရှောက်ပါလိမ့်မယ်ဟာလေလုယာအဲ့ဒါပထမအိုးဆုံးဖတ်ဆင့်ကျေးဇူးတော်တပါးပဲဒီကနေ့ပြောချင်တဲ့ပထမအိုးဆုံးဖတ်ဆင့်ကျေးဇူးတော်โอเคအားလုံးနားလေတယ်နော်နားလေပါစေတန်ရှင်တော်ဝိညာဉ်တော်သင်ရဲ့ဝိညာဉ်အလင်းကို ဝိညာဉ်အလင်းပေးပါစေဝိညာဉ်မျက်စိပွင့်ပါစေအာမင်ဟုတ်ပြီနှိကုံချုပ်ရအောင်နော်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကငြိမ်သက်ခြင်းယေရှုဖြစ်ပါတယ်ကျွန်တော်တို့ငြိမ်သက်ခြင်းယေရှုရမယ်နားထောင်တဲ့သူတွေအားလုံးနားလည်ပါစေဝိညာဉ်အလင်းရပါစေနားမလဲတာရှိဆရာကိုအကောက်အပ်ပြီးမှမေးမြန်းလို့ရသလိုစုတောင်းစရာများရှိခဲ့မယ်ဆိုရင်လည်းဆရာကိုဆက်တွေ့လို့ရတယ်စုတောင်းပေးပါတယ်စုတောင်းတဲ့အချက်လက်လာပြောပြရင်အကောက်တီးတန့်အပ်ပြီးတော့မှတီးတန့် WeChat ဒီပါလေ Messenger WeChat ကနေစုတောင်းပေးပါတယ်ဆိုတော့ဒီကနေ့နောက်ကဘတော်တော်ဒီမှာပဲရနာခွင့်ပြုပါနားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်ตาွေตาွေကောင်းကြီးပေးပါစေတော့အာမင်